မိတ်ဆွေလူတွေဟာဘာကြောင့်ဆင်းရဲဒုက္ခတွေနဲ့ရင်ဆိုင်နေရတာလဲလူသားတွေရဲ့မတိနားမလည်မှုနဲ့စိတ်ရဲ့လှုပ်ဆောင်မှုတွေကနေဆင်းသက်လာတဲ့ဒုက္ခတွေကကင်းဝေးအောင်ဘယ်လိုလှုပ်ဆောင်ကြမလဲဒီလိုမိကုံးတွေရဲ့အဖြေကိုရှာဖွေဖို့အတွက် Harmony Tree Magic တရည်တာခဲ့တဲ့ Cobus Harmony Cancer ဥထဲကအကြောင်းအရာတွေကိုလေ့လာကြည့်ကြရအောင်မိတ်ဆွေဒီနေ့မှာတော့ Harmony Tree Magic တက်ဆိုတဲ့ပညာရှင်တဦးရဲ့ Cobus Harmony Cancer အမိရတဲ့စာအုပ်အကြောင်းကိုပြောပြပေးသွားမှာပါ Hami Tree Magister ဆိုတာရှီခိကပညာရှင်တဦးဖြစ်ပြီးတတနီကဗေဒနဲ့ဘာသာရေးဆိုင်ရာအယူဆတွေကိုတင်ပြခဲ့သူပါဒီစာအုပ်ထဲမှာကဘာကြီးနဲ့လူသားတွေရဲ့မူလအစအကြောင်းဖျားသခင်ရဲ့သဘောတဘာဝအကြောင်းတွေကိုဆွေးနွေးထားပါတယ်ပထမဦးစွာပူမန္နာဆိုတဲ့ဖျားသခင်ရဲ့စိတ်နဲ့ Hami တွေ့ဆုံတဲ့အကြောင်းကိုပြောပြပါမယ် Hami ဟာပူမန္တာနဲ့တွေ့ဆုံပြီးကဘာနဲ့လူသားတွေရဲ့မူလအစအကြောင်းကိုသင်ယူခွင့်ရခဲ့ပါတယ် ပိုးမန္တာကဟာမစ်ကိုအရာအလုံးရဲ့သဘောတဘာဝနဲ့ဖျားသခင်အကြောင်းကိုတင် जा ပေးခဲ့ပါတယ်။ပိုးမန္တာကအလင်းနဲ့အမောင်ကနေစကြဝဠာကြီးဘလို့ဖြစ်ပေါ်လာတယ်ဆိုတော့ရှင်းပြပါရယ်။အလင်းနဲ့အတူရေငွေ့တွေပါဝင်တဲ့မှောင်မိုက်တဲ့သဘာဝတရားလည်းရှိပါရယ်။အလင်းထဲကတန်ရှင်းတဲ့အရာတွေနဲ့သဘာဝတရားတွေပေါက်ဆက်ပြီးမိနဲ့လေကိုခွဲထုတ်လိုက်တယ်။အောက်မှာတော့မြေကြီးနဲ့ရေတွေကြံခဲ့တယ်။ဖျားသခင်ကနေမွေးဖွားလာတဲ့စိတ်ဟာကဘာကြီးကိုဖန်တီးခဲ့ပြီး ကံကြမ္မာလို့ခေါ်တဲ့အုပ်စိုးသူခုနှစ်ဦးကိုလည်းဖန်တီးခဲ့ပါတယ်။ဖျားသခင်ဟာလူသားကိုမိမိရဲ့ပုံသဏ္ဍာန်နဲ့အညီ ဖန်ဆင်းခဲ့ပါတယ်။လူသားဟာဖန်ဆင်းခြင်းကိုမြင်တဲ့အခါကိုယ်တိုင်ဖန်တီးလို့တဲ့ဆန္ဒတွေဖြစ်ပေါ်လာပြီးမျိုးဆက်ရဲ့နေပယ်တဲ့ကိုရောက်ရှိသွားတယ်။သူဟာအုပ်စိုးသူတွေရဲ့သဘောတဘာဝကိုခံယူပြီးဂေငွေသဘောမှာသူ့ရဲ့ရောင်ပြန်ဟမှုကိုမြင်တဲ့အခါနှစ်သက်သွားတယ်။နောက်ဆုံးမှာခန္ဓာကိုယ်ကတည်တတ်ပေမဲ့စိတ်ဝိညာဉ်ကမတည်နိုင်တဲ့လူသားအဖြစ်ရောက်ရှိသွားခဲ့တယ်။ အစင်စင်ရှိတဲ့စကြဝဠာရဲ့တိဆောက်ပုံအကြောင်းဆက်ပြောပါမယ်။ပထမဖရာသခင်ဒုတိယကဘာကြီးတတိယလူသားတွေဖြစ်ပါတယ်။ကဘာကြီးဟာလူသားတွေအတွက်ဖြစ်ပြီး လူသားတွေဟာဖရာသခင်အတွက်တည်ရှိနေတာပါ။ဖရာသခင်ကကဘာကိုပိုင်ဆိုင်ပြီးကဘာကလူသားကို ပိုင်ဆိုင်တယ်။ကဘာကြီးကိုဖရာသခင်ရဲ့သားလို့သတ်မှတ်နိုင်တယ်လို့လူသားကိုကဘာရဲ့သားလို့လည်းသတ်မှတ်နိုင်ပါတယ်။ဖရာသခင်ဆိုတာဘာလဲ။ဖရာသခင်ဆိုတာမပြောင်းလဲနိုင်တဲ့အမြဲကောင်းမြတ်တဲ့အရာဖြစ်တယ်။ ဖရာသခင်ဟာအကောင်းဆုံးဖြစ်ပြီးအရာအလုံးရဲ့အရင်မြစ်လဲဖြစ်တယ်ဖရာသခင်ဟာဘယ်ရာကိုမှမလိုအပ်ဘဲအရာအလုံးကိုပေးကမ်းနေတယ်ဖရာသခင်ကိုမျက်စိနဲ့မမြင်နိုင်ပေမဲ့အရာခက်သိန်းကိုဖန်ဆင်းခြင်းအဖြစ်ထင်ရှားစေတယ်နေလကျယ်တွေနဲ့လူခန္ဓာကိုယ်ရဲ့ရှုပ်ထွေးရဲ့ပုံစံတွေကဖရာသခင်ရဲ့လက်ရာတွေဖြစ်တယ်လူသားတွေမှာခန္ဓာကိုယ်နဲ့စိတ်ဆိုပြီးနှစ်မျိုးရှိတယ်ခန္ဓာကိုယ်ကတည်တတ်ပေမဲ့စိတ်ကမတည်နိုင်ဘူးခန္ဓာကိုယ်ဟာပြောင်းလဲနိုင်ပြီး ကံကြမ္မာရဲ့လွှမ်းမှုမှုအောက်မှာရှိတယ်။စိတ်ဟာဖရာသခင်နဲ့ဆက်ဆက်နေတယ်။ခန္ဓာကိုယ်ထဲမှာရှိတဲ့ဝိညာဉ်ဟာစိတ်ဆန္ဒတွေနဲ့မကောင်းမှုတွေရဲ့လွှမ်းမှုမှုကိုခံရတတ်တယ်။စိတ်ဟာခန္ဓာကိုယ်ရဲ့ဆန္ဒတွေကိုစန့်ကျင်ပြီးကောင်းမြတ်တဲ့အရာစီကိုရောက်အောင်ကြိုးစားရမယ်။လူသားဟာကောင်းမြတ်တဲ့အရာတွေကိုစဉ်းစားခြင်းအဖြစ်ခန္ဓာကိုယ်ထဲမှာရှိနေလို့မှပဲဖရာသခင်နဲ့တူအောင်လှုပ်ဆောင်နိုင်တယ်။ဖရာသခင်ကိုတည်ကျွမ်းခြင်းဘဒုကိုမှမထိခိုက်စေခြင်းဟာစိတ်ရဲ့လံကြောင်းပဲ။ ဘာသာရေးနဲ့တတိကပေးတာဟာအတူတူပါပဲ။ဘာသာတရားကိုဆိုင်ခြင်းဆိုတာအရာရည်ရဲ့ဖြစ်တည်မှုစီစဉ်ထားပုံနဲ့ဖန်တီးသူကိုသိရှိခြင်းဖြစ်တယ်။ဖရာသခင်နဲ့အမှန်တရားကိုသိရှိခြင်းဟာဝိညာဉ်ရဲ့အရေးသွေးဖြစ်ပြီးကောင်းမြတ်ခြင်းနဲ့ဖရာသခင်နဲ့တသားလေးဖြစ်ခြင်းကိုဥတည်စေတယ်။ကယ်တင်ခြင်းကိုရရှိဖို့အတွက်စိတ်ထဲမှာပြန်လည်မွေးဖွားခြင်းဖြစ်စဉ်ကိုလှုပ်ဆောင်ရမယ်။မတိခြင်း၊ဝမ်းနည်းခြင်း၊စိတ်မထိန်နိုင်ခြင်း၊တတ်မှတ်ခြင်း၊မတရားမှု၊လောဘကြီးခြင်း၊လှည့်စားခြင်း၊မနာလိုခြင်း လိမ်လည်ခြင်းဒေါသထွက်ခြင်းယူတုခြင်းနဲ့ရံလိုခြင်းတွေဟာဆင်းရဲဒုက္ခတွေရဲ့အရင်းမြစ်တွေပဲအဓိကဆင်းရဲဒုက္ခတွေကအတိညာဉ်နဲ့ပါခြင်းနဲ့ခန္ဓာကိုယ်ရဲ့လှုပ်ဆောင်မှုတွေကြောင့်ဖြစ်ပေါ်လာတယ်။ဖျားသခင်ကိုမသိခြင်းဟာအကြီးမားဆုံးသောဆင်းရဲဒုက္ခဖြစ်ပြီးဝိညာဉ်ကိုကွယ်ဝတ်စေတယ်။ဒါကြောင့်ခန္ဓာကိုယ်နဲ့စိတ်ဆန္ဒတွေကိုကြံခံပြီးကောင်းမြတ်တဲ့အရာနဲ့ဝေးကွာစေတယ်။ ဉာဏ်ပညာပျော်ရွှင်မှုတမာတတိကာမဂုံထိန်ချုပ်မှုတရားမြတ်တမှုမိတ္တဟာယနဲ့တစ္ဆာတရားတွေဟာမကောင်းမှုတွေကိုဖယ်ရှားပေးနိုင်တဲ့ဘုရားသခင်ရဲ့တကူတွေပဲပြန်လည်မွေးဖွားခြင်းမှာဒီတကူတွေနဲ့တန့်စင်ခြင်းပါဝင်ပြီးဉာဏ်ပညာကိုအတုံးချခြင်းအဖြစ်ပြည့်စုံစေနိုင်တယ်ဘုရားသခင်ကလူသားတွေကိုစိတ်နဲ့စကားပြောနိုင်တဲ့အခွင့်အရေးကိုပေးထားတယ်စိတ်နဲ့စကားပြောခြင်းဟာလူသားတွေကိုတခြားတတဝါတွေနဲ့မတူကွဲပြားစေတယ်စိတ်ဟာဘုရားသခင်ရဲ့အနှစ်သာရဖြစ်ပြီး ူတွေရဲ့စိတ်ဝိညာဉ်ကိုအကျိုးပြုတယ်။စိတ်ဟာဝိညာဉ်ကို ထိန်းချုပ်နိုင်ပြီးခန္ဓာကိုယ်ရဲ့စိတ်ဆန္ဒတွေကိုခုခံနိုင်တယ်။အကြောင်းအရာတွေကိုနားလည်နိုင်တဲ့စွမ်းရည်ကိုစကားပြောခြင်းကဖော်ပြပေးပြီးဖျားသခင်အကြောင်းကို ပြောဆိုနိုင်တယ်။ဖျားသခင်ဟာအရာအလုံးဖြစ်တယ်။ဖျားသခင်ဟာဖန်ဆင်းရှင်တာမဟုတ်ပဲတရှိမှုအလုံးရဲ့ပြည့်စုံခြင်းလည်းဖြစ်တယ်။ဖျားသခင်ဟာအရာခတ်သိမ်းထဲမှာရှိပြီးစัจ java လာတစ်ခုလုံးကို အသက်သွင်းထားတယ်။ဖျားသခင်ဟာအရွယ်စား နေရာအရေးသွေးပုံတံတူမဟုတ်အချိန်ရဲ့ဖော်ပြချက်တွေကိုကြော်လွန်ပြီးတည်ရှိနေတယ်။ဖျားသခင်ဟာအရာအလုံးရဲ့ဖြစ်တည်မှုရဲ့အကြောင်းရင်းဖြစ်တယ်လို့စိတ်ဝိညာဉ်နဲ့အလင်းရဲ့အရင်းမြစ်လည်းဖြစ်တယ်။ဖျားသခင်ကို မသိခြင်းဟာအကြီးမားဆုံးသောမကောင်းမှုပဲ။ဖျားသခင်ကိုမသိခြင်းဟာဝိညာဉ်အပေါ်မှာအပြည့်တဘောဆောင်တဲ့တက်ရောက်မှုတွေရှိတယ်။အတိညာမဲ့တဲ့ဝိညာဉ်ဟာခန္ဓာကိုယ်ကို အစေခံပြီးကောင်းမြတ်တဲ့အရာကိုမရနိုင်ဘူး။ ဖျားသခင်ကိုတည်ခြင်းဟာဝိညာဉ်ရဲ့အရေးတွေးဖြစ်ပြီးကောင်းမြတ်ခြင်းဘာသာရေးကန်ဆိုင်ခြင်းနဲ့ဖျားသခင်နဲ့တသားတည်းဖြစ်ခြင်းကိုဥတည်စေတယ်။တည်ခြင်းလို့ထင်ရတဲ့အရာဟာအမှန်တော့ပြုကွဲပျက်စီးခြင်းနဲ့ပြန်လည်ဖြစ်ပေါ်ခြင်းရဲ့လုပ်ငန်းစဉ်တစ်ခုပဲ။ပျက်စီးသွားတဲ့ခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းတွေနဲ့လုံဆောင်ချက်တွေကဆက်လက်တည်ရှိနေတယ်။ကဘာကြီးတစ်ခုလုံးကမပြောင်းလဲနိုင်ပေမဲ့အစိတ်ပိုင်းတွေကအမြဲပြောင်းလဲနေတယ်။ဒီပြောင်းလဲမှုဟာဖြည့်စည်ခြင်းမဟုတ်ဘဲထာဝရဖြစ်တည်မှုကိုတေချာစေတဲ့ဖြစ်စဉ်တစ်ခုသာဖြစ်တဲ့ ဖျားသခင်ဟာစိတ်ကိုဝိညာဉ်တွေထဲမှာထားပေးတယ်။ဖျားသခင်ဟာစိတ်ပြည့်ရှိတဲ့ခွကြီးတစ်ခုကိုပေးပို့ပြီးဝိညာဉ်တွေကိုပါဝင်ဖို့ဖိတ်ခေါ်ခဲ့တယ်။ဒီဖိတ်ခေါ်မှုကိုလက်ခံပြီးစိတ်ထဲမှာနှမြုပ်လိုက်တဲ့သူတွေဟာဗဟုသုတတွေရရှိပြီးပြည့်စုံတဲ့လူသားတွေဖြစ်လာကြတယ်။ဒါကိုလက်လွတ်ဆုံးရှုံးသွားတဲ့သူတွေကစကားပြောနိုင်ပေမဲ့စိတ်မရှိကြဘူး။သူတို့ရဲ့အာယုံတွေကခန္ဓာကိုယ်ရဲ့ပျော်ရွှင်မှုတွေကိုပဲခံစားတတ်ကြတယ်။ဖျားသခင်ကိုဝတ်ပြုခြင်းဆိုတာမကောင်းတာတွေကိုမလုပ်ခြင်းပဲ။ ဖျားသခင်ကိုဝတ်ပြုခြင်းဟာရှုပ်ထွေးတဲ့ထုံးတမ်းစင်လာတွေမှာမဟုတ်ပဲကောင်းမြတ်တဲ့အရာတွေကိုလှုပ်ဆောင်ခြင်းမှာတရှိတယ်။မှန်ကန်တဲ့ဝတ်ပြုခြင်းမှာဖျားသခင်ကိုတည်ကျွမ်းခြင်းပါဝင်ပြီးကောင်းမွန်ပြီးဘာသာတရားကန်ဆိုင်ခြင်းကိုဦးတည်စေတယ်။မိတ်ဆွေတိစာအုပ်ထဲကအရေးကြီးဆုံးအချက်တွေကိုပြန်ချုပ်ရရင်ဖျားသခင်ကိုတည်ကျွမ်းခြင်းဟာအကောင်းဆုံးဖြစ်ပြီးမကောင်းတာတွေကိုရှောင်ရှားခြင်းဟာအဓိကဝတ်ပြုခြင်းဖြစ်တယ်။လူသားတွေဟာခန္ဓာကိုယ်နဲ့ စိတ်နှစ်ပိုင်းနဲ့ဖွဲ့စည်းထားပြီးစိတ်ကိုမြင့်တင်ခြင်းအဖြစ်ဖရာသခင်နဲ့ပုံမိုနီးကပ်နိုင်ပါတယ်။ဒါကြောင့်မိမိကိုယ်ကိုပြန်လည်မွေးဖွားခြင်းအဖြစ်အမှောင်ထုရဲ့ညှဉ်းပန်းမှုတွေကိုဖယ်ရှားပြီးကောင်းမြတ်တဲ့ဘက်ကိုရှောက်လန်းကြပါစို့။အခုပဲမိမိရဲ့အတွင်းစိတ်ကိုရှာဖွေပြီးဖရာသခင်နဲ့တသားတည်းဖြစ်အောင်ကြိုးစားကြပါစို့။